အားလုံးပဲမင်္ဂလာပါ။နှုတ်ရဲ social YouTube channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Telegram ရဲ့အသုံးဝင်တဲ့စတန်ကြောင်းတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။လူတွေကတော့အခုနောက်ပိုင်းမှာဆိုရင် Telegram ကိုမသုံးတဲ့သူရှိသလားအောင်သုံးပြလာကြရရှိပါတယ်။အဲဒီကတော့ message ပို့ပြပါတယ်။ဒါမြင်ခုတော့ message မှာ support မယ်ဆိုရင်လူတွေရဲ့ဆက်ခံပြီးပုံမှန်အစံပြေးတဲ့အတွက် Telegram ကိုကြောင်းပြီးသုံးပြလာကြပါတယ်။ လူတွေကတော့ Telegram ကိုစကားချက်စာပေါ်လာပဲသုံးပြုတတ်ကြပါလေ။ဒီနေ့မှာတော့ကျွန်တော်က Telegram နဲ့သုံးဝင်တဲ့စတဲ့အကြောင်းနဲ့သုံးဝင်တဲ့အချက်တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြပြပြသွားမှာဖြစ်ပါလေ။ကျွန်တော်ပြပြမယ့်အကြောင်းအရာတွေကိုသေချာသိထားရင်တော့ Telegram ကိုပေါ်ပြီးတော့သုံးပြုတတ်လာမှာဖြစ်ပါလေ။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြပါဦး။ ပထမဆုံးအနေနဲ့ Telegram Stand ထဲမှာပါတဲ့အကြောင်းအရာတွေကိုအရင်ပြောပြပေးတော့မှာဖြစ်ပါတယ်။ Telegram Stand ထဲမှာပါတဲ့ဝဆုံမှရှိတဲ့ Site Stand ထဲမှာပါတယ်ပါလဲဆိုတော့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။ Site Stand ထဲကိုလည်းတို့ချက်ပါလိုက်ပါ။ဒါဆိုတော့အပေါ်ဆုံးမှာကကိုယ့်ရဲ့စာလုံးတွေကိုကြည့်တဲ့လောက်ပဲဖြစ်ပါတယ်။ Follow ရှင်းလောက်ထားလိုက်ရပါလိမ့်မယ်။ Recording ထားလိုက်ရပါလိမ့်မယ်။ကျွန်တော်ကတော့ပုံမှန်လေးပဲထားလိုက်ပါမယ်။ နောက်တစ်ခုကတော့အောက်ဆုံးမှာကျွန်တော်တို့ခေါ်ရစာရဲ့အရောက်တော့တာဖြစ်ပါတယ်အကန်တွေကိုရောဘလို့ပြောင်းလဲဆိုတာကိုပြောပြပြလိုက်ပါတယ်ကိုစိတ်တဲ့ကာလာကိုကျွန်တော်ပြောင်းပြီးထားလို့ရပါတယ်ကျွန်တော်ကတော့ဒီတင်ပေးထားလိုက်ပါမယ်နောက်တစ်ခုကပြပစီအန်ဆန်စီယိုဒီအဲ့ဒီမှာဘာတွေပါလဲဆိုရင်တော့အပေါ်ဆုံးမှာက two step verification ဒါကဘာကိုပြောတာလဲဆိုရင်တော့ကိုယ့်ရဲ့ကောက်ဝင်တဲ့အခါမှာ password ခံပြီးဝင်ရတာဖြစ်ပါတယ် password ထားပြီးတော့ ကျွန်တော်ဝင်ရမှာဖြစ်ပါတယ်။ Save password နိုင်ပြီကျွန်တော် password ထောက်ရှင်လေးထားဖို့နောက်တစ်ခုက auto delete message auto delete message ကဘာကိုပြောတာလဲဆိုရင်တော့ကိုယ့်ရဲ့စာတွေကိုပို့ထားတဲ့စာတွေကိုရှင်တစ်ခုတက်မဲ့ပြီးတော့ပေါ့နော်။ပြင်ချင်တာကို auto ဖြည့်ပြတော့မှာဖြစ်ပါတယ်။ဒီမှာတော့ကြိုက်တဲ့အရောထားလိုက်ပေါ့နော်။ကျွန်တော်ကတော့မထတော့ဘူးအားထားလိုက်မယ်ဒီမှာအဆုံးမှာဆက်ကဆက်မှာတိုင်းကိုကျွန်တော်တို့ရွေးလိုက်ပါပြပြင်ကိုထားရှင်တဲ့ကိုထားရှင်တဲ့အချင်းတွေကိုတခါတည်း ထားလို့ရပါတယ်။တနေ့ကိုရွေးလို့ရှိရင်တနေ့ဖြစ်တာနဲ့ကိုပို့ထားတဲ့စာတွေကအကုန်လုံးပြည့်သွားမှာဖြစ်ပါတယ်။ကိုပြည့်စာမလို့ပဲကျွန်တော်အော်တိုပြည့်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုက Pascal လို့ Pascal လို့ဆိုတာဘာကိုပြောတာလဲဆိုရင်တော့တယ်လီဗျန်ကိုဖွင့်လိုက်တာနဲ့လုတ်ခတ်ထားတာကိုပြောတာလား။တဲဒီကံကိုဖွင့်လာရင်လုတ်ခတ်ထမယ်ဆိုတော့ဒီဟာသုံးတာပေါ်ဆင်းပြပါတယ်။ခဏလေးလုံးထဲပြီးဟောပဇာကိုလောက်ကြည့်ပေါ့နော်။အခုက blog user ။တို့ဦးဆောင်မှာဘာကိုပြောတာလဲဆိုရင် ကိုဘလို့ထားတဲ့တူတွေကိုအကုန်လုံးမြဲမှာဖြစ်ပါတယ်။ဘလို့ပြင်ပြင်ပြင်ရှင်နေတဲ့ဒီတဲ့ကပြင်ပြင်လို့ရပါတယ်။ဘလို့ပြင်ပြင်ရှင်ရောကျွန်တော်တို့ညာဘက်မှာရှိတဲ့အစဲတဲ့30နိုင်ပြီး employee user ကိုနှက်လည်ရင်တော့ကိုဘလို့ထားတဲ့တူကိုဘလို့ပြင်ပြင်တာဖြစ်ပါတယ်။နောက်တစ်ခုကဖုန်းနံပါတ်ဖုန်းနံပါတ်ထင်းမှာဘာတွေပါလဲဆိုရင်တော့ကိုယ့်ဖုန်းနံပါတ်ကိုတခြားလူတွေမမြင်အောင်ဝတ်ထားတာဖြစ်ပါတယ်။ဒီဘာဘော်ဒီကိုရွေးထားရင်တော့ကိုယ့်ဖုန်းနံပါတ်ကိုကုန်သူများမှာဖြစ်ပါတယ်။ မိုင်ကွန်တန့်ကိုရွေးထားလို့ရှိရင်တော့ကိုယ်ရဲ့ကိုယ်ဖုန်နံပါတ်ကိုမှတ်ထားတဲ့သူတွေပဲညံ့မှာဖြစ်ပါတယ်မမှတ်ထားတဲ့သူတွေဆိုရင်တော့မညံ့ပါဘူးနောက်တစ်ခုက nobody nobody ကဘာကိုပြောတာလဲဆိုရင် nobody ကိုရွေးထားလို့ရှိရင်ကိုယ်ရဲ့ဖုန်နံပါတ်ကိုတခြားသူတွေဘယ်သူမှမမြင်ရတော့ဘူး nobody ဘာနောက်နှစ်ခုကြားတယ်ပေါ့နော်နောက်တစ်ခုကဒီပါဘိုဒီကိုရွေးထားလို့ရှိရင်တရားမမြင်ရတော့ဘူး my content ကိုရွေးထားလို့ရှိရင်တော့ကိုဖုန်းနံပါတ်ကိုမှတ်ထားတဲ့သူတွေကမြင်ရမှာဖြစ်ပါတယ် ောက်တစ်ခုကတော့ lesson online ဒါပါဘာပြောတာလဲဆိုတော့ LinkedIn နေတာကိုတခြားသူတွေမမြင်အောင်ပိုက်ထားလို့ရတယ်ပြောပြပါတယ် Liverpool ဒီကိုနှိုက်ထိုင်ရင်တော့ဒါကို link သုံးနေတာ link ဆန်းသွားတာကိုအကုန်သူမြင်ရမှာဖြစ်ပါတယ် main content ကိုရွေးလိုက်ရင်တော့ LinkedIn ဒါ link ဆန်းသွားတာကိုကျွန်တော်ဖုန်းနဲ့ပဲကိုမက်ထားတဲ့သူတွေပဲမြင်ရမှာဖြစ်ပါတယ် Liverpool ဒီကိုရွေးထားရင်တော့တရားမှမမြင်ရတော့ဘူးကို link ကြာ link ဆန်းတာ link ဆန်းသွားတာကိုဖေးဆန်းရှိပြီလေဆိုတော့တရားမှမမြင်ရတော့ဘူးဒါပေမဲ့ကိုလည်းမမြင်ရပါဘူး တဖက်သူတွေမရတာကိုပိုက်ထားလို့ရှိရင်တဖက်သူလိမ့်တရားကိုကျွန်တော်မမြားပါဘူးအတကူက profile photo profile photo ဆိုတာကိုယ့်ရဲ့ Telegram account မှာတက်ပုံထည့်ရတာကိုပြောတာတက်ပုံထည့်ရတာကိုကျွန်တော် eBay body ကိုရွေးထားလို့ရှိရင်ကိုယ့်ရဲ့တက်ပုံ program ကိုကျွန်တော်အကောင့်တင်ရမှာဖြစ်ပါတယ် main content ကိုရွေးထားလို့ရှိရင်တော့ကိုယ့်ဖုန်းနံပါတ်ကိုမှတ်ထားတဲ့သူတွေပဲနေရမှာဖြစ်ပါတယ် no body ကိုရွေးလိုက်ရင်တော့ကျွန်တော်တရားမှမနေရတော့ဘူး Telegram မှာက Telegram မှာကဆိုတာ Telegram account ကိုကျွန်တော်တို့ဖိတာဖြစ်ပါတယ်။ဒီက Telegram account ဒီ account မသုံးချင်လို့ဘူးဆိုရင်တော့ကျွန်တော်တို့ဒီနေ့လည်းအသုံးလိုက်အပေါ်ဆင်ပြပါတယ်။နောက်တစ်ခုက data storing data storing ကဘာတွေပါလဲဆိုရင်တော့ download ဆွဲရတယ်ပါတယ်ခုပြထားတာကိုဖွင့်ထားလိုက်လို့ရှိရင် internet ဖွင့်လိုက်တိုင်းဟိုတို download ဆွဲနေမှာဖြစ်ပါတယ် group တွေကပေါ်တော်တယ်တက်ပုံတွေကိုအကုန်လုံး video တွေကို download ဆွဲနေမှာဖြစ်ပါတယ်အလေကတစ်ခုကိုရွေးလိုက်ရင်တော့ကျွန်တော် wifi ဖွင့်လိုက်တာနဲ့ တောင်းလန်းချင်းနေမှာဖြစ်ပါတယ်။ရောတဲ့တက်ပုံတွေကိုအော်တိုတောင်းလန်းချင်းနေမှာဖြစ်ပါတယ်။ဒါနှစ်ခုကတော့ပိုက်ထိုင်ရင်ကောင်းပါတယ်။ဒါကတော့အော်တိုတောင်းလန်းချင်းနေပဲလို့ပိုက်ထိုင်ရင်လည်းကောင်းပါတယ်။နောက်တစ်ခုကဘာလဲဆိုရင်တော့ဒီပါမြင်နေရတဲ့အချိန်ပဲတောင်းချင်းနေနဲ့ပို့ထားတာလေဂရုတွေ channel တွေအကုန်လုံးရိုးနေတာပေါ့နော်။ဒီလိုရိုးနေတာကိုကျွန်တော်တို့ခွဲပြီးထားရမှာဖြစ်ပါတယ်။ခွေးပြီးထားတဲ့ရတာပေါ့အဆင်ပြေပါတယ်တခုပြီးတခုရှာလိုက်ရတာကိုလွယ်တယ်စတန်ထဲဝင်လိုက်ပါစတန်ထဲဝင်လိုက်ပါ ကျဲဝမ်ပြင်ကျွန်တော်တို့ကရှိုက်ပေါ်တာလေးကိုတချင်းနဲ့လိုက်ပါလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ the you create new folder ကိုတချင်းနဲ့လိုက်ပါအပေါ်ဆုံးမှာတော့အမြဲရအောင်ဖြစ်ပါတယ်ကိုထည့်ရှင်တဲ့ဂရုတွေကိုကျွန်တော်တို့အရွေးထည့်ထည့်တဲ့အချိန်မှာအလေးတကူရှာလို့ရအောင်အမြဲပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဇာတ်ကားတွေကျေးတဲ့ဂရုတွေပေါ့အကုန်လုံးတက်တာမှာဖယ်လို့ဇာတ်ကားများလို့အမြဲပေးလိုက်မှာဖြစ်ပါတယ်ပြီးရင်အတက်ရှိုက်ကိုကျွန်တော်တချင်းနဲ့လိုက်ပါ ။ညက်ပြီးရင်ဆိုရင်တော့ဒီမှာဂရုတွေကျလာမှာပေါ့နော်။ဂရုတွေကျလာတာကိုကျွန်တော်တို့ထည့်ရှင်တဲ့ဂရုတွေကိုကျွန်တော်ဆက်လက်မှတ်ပြီးတော့အကုန်ထည့်လို့ရပါတယ်။ကျွန်တော်ကတော့ဆက်လက်မှတ်ပြပါမယ်။ကိုထည့်ရှင်တဲ့ဂရုတွေကိုအကုန်လုံးဆက်လက်မှတ်ပြီးထည့်ပါ။ကျတော့မြန်မာစာစကားတွေကိုဇာတ်ကားတွေချင်းလေး group တွေပဲကျွန်တော်ထည့်မယ် channel တွေပဲထည့်မယ်ပေါ့နော်ဒီဒီမဲ့တွေပဲထည့်ချင်တာထည့်အကောင်လုံးထည့်ပြီဆိုတာနဲ့အဆုံးမှာရှိတဲ့အမှတ်ကိုအမှတ်ချက်လေးကိုကျွန်တော်တင်ဆက်လိုက်ပါနောက်ပြီဆိုတာနဲ့ပုံမှန်ရှိတဲ့ဆက်ကိုနှိုက်လိုက်ပါ ဆဲကိုလှည့်လိုက်ကြကျွန်တော်ကဒါတော့လောက်နေပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပိုတာလေးလောက်ပြီဒါကခဏအပြန်ထွက်ပြလိုက်ပါဆက်ထွက်ပြီဆိုတာနဲ့ဟိုကျွန်တော်ပိုလိုက်တဲ့ပိုတာတွေ့ပါပြီဇက်ကားများဇက်ကားများမှာကျွန်တော်ကြည့်လိုက်ဇက်ကားတွေကျင်းနေကလို့အပေါင်းရောက်နေပါတယ်ရှားရတာလေးလွယ်ကူပြီနည်းနည်းနည်းပါတယ်နောက်တစ်ခုကဗာလေးဆိုရင်တော့ဓာတ်ပုံတွေဗီဒီယိုတွေပို့တဲ့ပို့တဲ့အခါမူလအတိုင်းတခြားလူစီရောပေါ်နေနေဖြစ်ပါတယ် ဒါတော့ကိုပို့ရှင်တဲ့ဗီဒီယိုတွေတက်ပုံတွေပို့ရှင်တော့တစ်ချက်ရွေးလိုက်ပါလဲပြီးပြီဆိုရင်ကျွန်တော်တို့အပေါ်မှာရှိတဲ့စနေ30ကိုတစ်ချက်နှက်လိုက်ပါဆန်အပ်ဖိုင်ကိုကျွန်တော်တို့တစ်ချက်နှက်လိုက်ပါဒါဆိုရင်တော့ပို့နေပါပြီကိုပို့မှာရှိတဲ့ငဘငဘဗီဒီယိုတွေပုံတွေအတိုင်းသူ့စီပေါ်ရောက်လာမှာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့စာပို့တဲ့အခါကျွန်တော်အချိန်နဲ့ပို့တာဖြစ်ပါတယ် ကျွန်တော်ဒီနေ့မနေ့ပြင်ကျွန်တော်ကခွန်နိုင်ပို့မယ်ဆိုလို့ရှိရင်ဒီနေ့ပို့ထားတဲ့ PN တွစီကိုမနေ့ပြင်ခွန်နိုင်မှာရောက်တတ်မှာဖြစ်ပါတယ်အဲ့တော့ပို့ထားဖြစ်ပါတယ်ကျွန်တော်ပြတဲ့ဒိန်းလိုက်လိုက်ရလို့လေးပါတယ်ဒါကကျွန်တော်ရက်တင်နိုင်တယ်ပြင်ပို့နော်ကျွန်တော်ကတော့ကိုကိုပို့ချင်တဲ့အရှင်ကိုရွေးခေါ်လိုက်ပို့နော်ကိုပို့နေတော့ကိုတိုင်မထားတဲ့အရှင်ကြာမှာတွစီကိုရောက်တတ်မှာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင်တော့ စာပို့တဲ့အခါမှာကျွန်တော်ကြားလဲရွေးပြီးပို့လို့ရှိရင်သူ့စီကို notification မတိပဲရောက်လာမှဖြစ်ပါတယ်အတန်အမြဲပဲရောက်လာမှဖြစ်ပါတယ်သူကသူမကြည့်ရတော့မသိပါဘူးအဲ့တော့ရောက်တော့ကျွန်တော်ဒီတော့ဒီနေ့တော့ပို့လို့ရပါတယ်ဒီတစ်ခုကတော့ကိုယ့်ရဲ့စာမှာကျွန်တော်တို့အဖဲ့တွေချဲ့လို့ရတာပြောတာပါအပေါ်မှာရှိတဲ့ကျွန်တော်တို့စတီကာတွေကိုကျွန်တော်တို့ရွေးပြီးပို့လိုက်လို့ရှိရင်အဖဲ့တွေကြားလာမှဖြစ်ပါတယ်ကိုယ်ငယ်တဲ့တိုင်းပါပဲအဲ့တော့ပို့လို့ရပါတယ်ဒီတစ်ခုကဗာလေးဆိုတော့ စာပို့တာကိုကျွန်တော်ဖြောင်းထားတာဖြစ်ပါလေသူဝင်ကျင်းမှမြင်ရတာမြင်ရတာဖြစ်ပါလေကောင်းမလေးကိုကျွန်တော်ဒီစားကမပြောဝင်လို့ရှိရင်ဒီနေ့တော့လာဆင်ပြေပါလေဇလက်မဲ့လိုက်ပါပြီးမြန်ပုံမှန်ရှိတဲ့အဆက်သုံးဆက်တွေကိုနှိုက်လိုက်ပါပုံမှန်ရှိတဲ့ pointer ကိုကျွန်တော်တခြင်းနှိုက်လိုက်ပါဒါဆိုရင်ကျွန်တော်စာတွေအကုန်လုံးမမြင်ရတော့ဘူးဒါဆိုရင်တော့ပို့လိုက်လို့ရပါပြီပို့လိုက်ပြီဆိုရင် तू ကရောက်တော့မြင်ရတော့ဘူး तू ဖိတ်ကျင်းမှကျွန်တော်မြင်ရမှာဖြစ်ပါလေအဲ့ဒါကဓာတ်ပုံတွေကိုပို့ကြရမှာဖြစ်ပါတယ်ဓာတ်ပုံလေးအတမီပို့လို့ရပါတယ် ကိုပို့ရှင်တဲ့ပုံကိုတရှိရလိုက်ပါပြီးရင်ဆယ်လေး30တရှိနဲ့လိုက်ပါအဲ့မှာပြနာပြရတဲ့အတိုင်းပဲ high waste ပြနာအဲ့ဒါကိုတရှိနဲ့လိုက်ပါနိုင်ပြီဆိုတာနဲ့ကျွန်တော်ပို့လို့ရပါပြီဒါဆိုရင်ကျွန်တော်ပို့လိုက်ပါပြီတက်ပုံမမြင်ရတော့ဘူးသူ့စီရောက်တော့လည်းသူမမြင်ရပါဘူးသူတရှိနဲ့ကြည့်လိုက်မှကျွန်တော်တို့ထားတဲ့တက်ပုံတွေကိုသူမြင်ရမှာဖြစ်ပါတယ် အားလုံးဒီလီဂန်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်တရားရှင်းပြပေးတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တင်းသားဖြစ်လို့နင်းနေဝေးပါတယ်။ဒါပေမဲ့ဒီကြားလေးကျွန်တော်ရှင်းပြပေးတာပါတယ်။